မင်္ဂလာညချမ်းပါခင်ဗျာအော်တိုဘာလ2ရက်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တာယာဝတီအချင်းထောင်ကနေလွတ်လာတဲ့နိုင်ချင်း9ရောက်ထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့သတင်းမြမအမျိုးသမီးတို့ရဲ့တောင်းဆိုချက်ကိုနိုင်ငံတကာကအာရုံစိုက်ဖို့အမေရိကန်မှာအခမ်းအနားကျင်းပတဲ့သတင်း တအောင်တက် TNL သိမ်းပိုက်ထားတဲ့နံပါတ်2နဲ့မန်တုံကို အာနာသိန်းစစ်ကော်မရှင်တပ်ကဘုံချဲတိုက်ခိုက်တာကြောင့်စစ်လျှောက်3ရောက်တေဆုံးသွားတဲ့တင်။ကမ်ဘလူအုံတော်ပြူရွာကင်းစခန်ကိုစီနင်တိုက်ခိုက်မှုအတွင်မှာပြူ6ရောက်ကိုအရှင်ဖမ်းမိပြီးလက်နက်တွေနဲ့သိမ်းဆီးရမိတဲ့တင်။ ရခိုင်အမျိုးသမီးတည်တန့်ရှင်စုမြတ်ထက်ပြင်လေလွတ်မြောက်လာတဲ့သတင်းနဲ့နိုင်ငံတကာသတင်းပတ်မှာတော့အသုံးစရိတ်ကိုလွှတ်တော်မှသဘောတူညီချက်မရတာကြောင့်အမေရိကန်အစိုးရရန်တရာရပ်တန့်နေတဲ့သတင်းနဲ့ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ တာယာဝတီအချင်းထောင်ကနေလူရက်စစ်နိုင်ငံရဲ့အချင်းသား9ယောက်ကိုထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးပြီးအကြမ်းဖက်ပုံမှန်နဲ့ထမ်းမှန်တရားစွဲဖို့ပြင်ဆင်နေတယ်လို့မြန်မာအနေနဲ့လုံးဆိုင်ရာနိုင်ငံရဲ့အချင်းသားများကွန်ရက် PPNM ကအော်တိုဘားလာ2ရက်ဒီကနေ့မှာတည်င်းထုတ်ပြန်ပါတယ်ခင်ဗျာအော်တိုဘားလာ2ရက်နေ့ကတာယာဝတီအချင်းထောင်ကနေနိုင်ငံရဲ့အချင်းသားအမျိုးသမီးတအုပ်အပါအဝင်လူရက်စစ်9ယောက်ကိုစစ်ကော်မရှင်လက်အောက်ခံပြည်ထရေးဌာနက ထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။အကြမ်းဖက်မှုပုံမှန်52နဲ့ထပ်မံတရားစွဲဖို့ပြင်ဆင်နေတယ်လို့ PPNM ကပြောကြားပါတယ်။ PPNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးရဲ့ပြောကြားချက်အရနိုင်ငံရဲ့အကျဉ်းသားတွေကိုမဟုတ်မမှန်ဆွတ်ဆွဲတဲ့အမှုတွေနဲ့ပြန်လည်ဖမ်းဆီးတာကလူအခွင့်အရေးကိုထိခိုက်စေတယ်လို့ PPNM ကကန့်ကွက်ရှုတ်ချထားပါတယ်။စစ်အုပ်စုဟာ2023ခုနှစ်ကတည်းက ဒီလိုလွတ်ရက်စစ်နိုင်ကျင်းတွေကိုထောင်ဘူးအားမှာပြန်လည်ဖမ်းဆီးတာတွေစတင်ပြုလုပ်ခဲ့ပြီး အခု2025ခုနှစ်အတွင်းမှာတော့ NLD ပါတီလူငယ်တာဝန်ခံမမိုးဆန်းစုကြည်အပါအဝင် စုစုပေါင်း10ယောက်အထိပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ PPNM ရဲ့အချက်အလက်တွေအရသိရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်တက် TNL ထိန်းချုပ်နေမြေတွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်အရက်သားတွေထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ TNL နှစ်နှစ်နီးပါးထိန်းချုပ်ထားတဲ့နံပါတ်2နဲ့မန်တုံမြို့တွေကိုစစ်ကော်မရှင်တပ်ကအော်တိုဘားလာ၂ရက်ဒီကနေ့မနက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်စစ်ပေးလျှောက်၃ရောက်တေဆုံးခဲ့ရတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။နံပါတ်2မြို့ ပန်ဟိုက်ရက်ကွက်၈ကိုမနက်9:15မိနစ်အချိန်လောက်မှာဂျက်ဖိုက်တာနဲ့ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တေဆုံးသူတွေထဲမှာတက်ကြီးပိုင်းအမျိုးသမီး၂ယောက်နဲ့အမျိုးသား၁ယောက်ပါဝင်ပါတယ်။ကလေး၁ယောက်အပါအဝင်9ယောက်လည်းထိခိုက်ဒဏ်ရာတွေရခဲ့ကြပြီးသူတို့အားလုံးဟာကြောင်မဲမျိုးကနေတင်းချောင်လာကြတဲ့စစ်ဘေးရှောင်တွေဖြစ်တယ်လို့သိရပါတယ်။မျိုးတဲကဘုံကျဲတာဒါပထမဆုံးအကြိမ်ဖြစ်တာကြောင့်မထင်မှတ်ထားဘူးလို့လည်းဒေတာခန့်တူကပြောပါတယ် နံပါတ်2ကိုလေချောင်းတိုက်ခိုက်ပြီးနောက်မန်တုံမြို့130ဂုံအနီဝင်းကျင်ကိုလည်းထပ်မံလေချောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန့်တွေက ပြောပါတယ်။တီယန်လန်လေကနံပါတ်2နဲ့မန်တုံမြို့တွေကို2023ဒီဇင်ဘာလထဲမှာတိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်ကတော့အဆက်မပြတ်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ဒီလိုလေချောင်းတိုက်ခိုက်မှုတွေကြောင့်ဒေတာတွင်းမှာပဋိပက္ခတွေပိုပြီးပြင်းထန်လာနေပြီးအရက်သားပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်ခင်ဗျာ။ ်အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာမြန်မာအမျိုးသမီးတွေနဲ့လူနည်းစုတွေရဲ့တော်လှန်ရေးအတွင်းတင်းမြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရေးစွမ်းကိုထင်ဟပ်တဲ့အတန်များဆိုတဲ့ခေါင်းစဉ်နဲ့အော်တိုဘားလာတရက်နေ့ကအခမ်းအနားတရက်ကျင်းပခဲ့ပါတယ် ီပွဲရဲ့အဓိကရွေချက်မှာစစ်အာဏာရှင်ရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အမျိုးသမီးတွေနဲ့နိုင်ငံသားတွေဆက်လက်တိုက်ပွဲဝင်နေကြောင်းကုလသမဂ္ဂတာဝန်ရှိသူတွေကိုအသိပေးဖို့ဖြစ်တယ်လို့ WACM အဖွဲ့ကမခင်လေးကပြောပါတယ်အခမ်းအနားကိုကုလသမဂ္ဂဆိုင်ရာမြန်မာထူးကိုယ်စားလှယ်တွန်အန်ဒရူးမြန်မာတန်အမတ်ကြည်ဦးကျော်မော်ထွန်း UNG ဝင်ကြီးတွေအပါအဝင်နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့မြန်မာနယ်ဖွာဆွစုပေါင်း130လောက်တက်ရောက်ခဲ့ကြပါတယ် သူတို့ဟာ2021ခုနှစ်ဆက်အနာတိုင်းမှုအပြီးကိုတွေ့အတွေ့အကြုံတွေမျှဝေတာတော်လှန်ရေးတချင်းတွေမှတ်တမ်းရုပ်ရှင်တွေနဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေရဲ့ရုပ်ပုံတွေကိုလည်းပြသခေကြတယ်လို့သိရပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းကမ်ပလူမြို့နယ်အုံတော်ပြူရွာကင်းစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက အော်တိုဘာလ1ရက်မနေ့ကည7:00နာရီဝန်းကျင်မှာဝင်ရောက်စီးနင်းခဲ့ကြပါတယ် ီစကန်ကိုကမ်ဘလူခရိုင်ပကဖလှုပ်ရှားရဲ့တက်ရင်ကမ်ဘလူခရိုင်အမှတ်3တက်ရင်နဲ့နေမြေခဲပကဖတွေကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီစင်းမှုအတွင်မှာပြူစောတိ6ရောက်ကိုအရှင်ဖမ်းမိခဲ့ပြီးလက်နက်9လက်သိမ်းဆီးရမိခဲ့တယ်လို့ကမ်ဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ဒူးတက်ရင်မှုဘိုးပိုင်ချဲကပြောပါတယ် စကန်ကိုဝင်ရောက်စီးနှင်းစဉ်ခုခံမှုကြောင့်၂ယောက်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရပြီးကြံ၆ယောက်ကိုဖမ်းမိခဲ့တာလို့လည်းဗိုလ်ပိုင်ချဲကဆိုပါတယ်။တင်စီရရှိခဲ့တဲ့လက်နက်တွေထဲမှာတော့ G3 3လက်ကာဗိုင်2လက်နဲ့ပြောင်းချော2လက်တို့ပါဝင်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဟာဒီစကန်ကိုအလစ်အငိုက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရတာဖြစ်ပြီးတော့လက်နက်အနည်းငယ်သာအသုံးပြုခဲ့ရတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်း ကမ်ပလူမြို့နယ်ဇီကုံမြို့ရဲစခန်းကိုစီနံတိုက်ခိုက်ရာမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်6ယောက်သေဆုံးပြီး17ယောက်ကိုဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပေါ်အနေနဲ့ရခိုင်မြန်မာတေးတန်ရှင်မှာစုမြတ်ထက်ဟာစစ်ကော်မရှင်ရဲ့ဖမ်းဆီးတာကနေ2025စက်တင်ဘာလဒုတိယအပတ်ထဲမှာပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သူနဲ့နှီးဆက်သူတွေကအတည်ပြုတဲ့အကြောင်း Western News ကသတင်းဖော်ပြပါတယ် မဆုမြတ်ထက်ကို2024အောက်တိုဘာလ9ရက်နေ့ကရန်ကုန်တာမွေမြို့နယ်နေအိမ်ကနေစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ပြည်ပအခြေစိုက်အဖွဲ့တစ်ခုရဲ့လူမှုကွန်ရက်စာမျက်နှာမှာအက်ဒမင်ဖြစ်နေတာငွေကြေးလွှဲပြောင်းမှုတွေနဲ့အကြမ်းဖက်အဖွဲ့ကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာရန်ကုန်မရန်ကုန်မြို့နယ်မှာရှိတဲ့စစ်ကော်မရှင်တပ်စခန်းစစ်ကြောရဲမှာရဲအကြကြီးစစ်စဲမင်းမြတ်ခံရပြီးတနှစ်ကျော်အကြာမှာအခုလိုပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ကနူးစုံစမ်းသိရှိထားချက်တွေအရမဆုမြတ်ထက်ဟာတင်ကန်းကျွန်းခရိုင်တရားရုံးကနေအာမခံနဲ့ပြန်လည်လွတ်မြောက်လာတာဖြစ်ပေမဲ့တရက်သေးလွတ်မြောက်လာတာတော့မဟုတ်သေးပါဘူး။ မဆုမြတ်ထက်ဟာ2024စက်တင်ဘာလအတွင်းကရခိုင်ပြည်နယ်မင်းပြမြို့နယ်ရေကြီးမှုမှာရေပေးတင်ပြည်သူတွေကိုကုညီကေဆယ်ရဲတွေလှုပ်ဆောင်ခဲ့ဖို့သူတူဖြစ်ပါတယ်ခင်ဗျာအခုတော့နိုင်ငံတကာသတင်းတွေဘက်ကိုကြည့်ရအောင်ပါအတုံးစရိတ်ကိုလွတ်တော်မှာသဘောတူညီချက်မရတာကြောင့်အမေရိကန်အစိုးရရန်တရားရပ်တန့်နေပါတယ်။ဒီအကြောင်းကိုဂျူချန်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ဒီမိုကရက်တစ်တေတောင်းဆိုတဲ့ကျမ်းမာရေးစောက်ရှောက်မှုရှင်ဘုံဝင်နဲ့ပတ်သက်ပြီး မေရိကန်လွှတ်တော်တန်းမှာမကြေလည်တဲ့ဆွေးနွေးမှုတွေကြောင့်အစိုးရအသုံးစရိတ်ပြဿနာကိုလွှတ်တော်အမတ်တွေနဲ့သမ္မတကြားမဖြေရှင်းနိုင်ပဲရှိခဲ့လို့အမေရိကန်အစိုးရရန်နေရာကဗုဒ္ဓဦးနေ့ကစပြီးတော့ရပ်တန့်လိုက်ပါတယ်။အစိုးရဝန်ထမ်းထောင်ပေါင်းများစွာနဲ့အစိုးရဌာနတွေရဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုနေရတဲ့အမေရိကန်ပြည်သူတန်းပေါင်းများစွာအပေါ်တက်ရောက်မှဖြစ်တဲ့အစိုးရအသုံးစရိတ်အကြက်တဲကိုရုံမထွက်နိုင်တဲ့အခြေအနေအတွက် Republican နဲ့ Democratic တွေကအပြန်အလှန်ပြစ်တင်နေကြတာပါ။ အစိုးရယုံရင်းနဲ့ဌာနဆိုင်ရာတော်တော်များများအလုပ်တွေ ရနာမှာဖြစ်တဲ့အခုရန်နေရာရက်တက်မှုဟာအမေရိကန်မှာနှက်ရှိုင်းတဲ့ပါတီချင်းသဘောထားကွဲလွဲမှုတွေကြားကနေဖြစ်ပေါ်လာတာဖြစ်ပြီးရက်တက်မှုရဲ့အကြကျင်းနဲ့အကျိုးဆက်တွေအပေါ်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ Trump ကသူ့ရဲ့တမရပထမသက်တမ်းတုန်းကအခုလိုမျိုးအစိုးရရန်နေရာရက်တက်ရမယ့်အဖြစ်ကြုံချိန်တိုင်းပြုပြင်ပြောင်းလဲရေးဦးစားပေးမှုတွေကိုပြစ်မှတ်ထားတာအစိုးရအလုပ်တော်တော်များများကိုရှော့ချတာတွေနဲ့ ဒီမိုကရက်တင်နဲ့သူတို့ရဲ့မဲပေးတဲ့သူတွေကိုအပြစ်ပေးမယ်လို့ချင်းချောက်ခဲ့ပူပါရယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကလူတော်တော်များများကိုအလုထုတ်ရလိမ့်မှာဖြစ်ပါရယ်။ဒါဆိုတော်တော်လေးထိခိုက်လိမ့်မယ်။ဒီမိုကရက်တွေကတော့ဒီမိုကရက်ညံအတိုင်းပဲရှိနေမှာပဲလို့ထရမ့်ကသတင်းတောက်တွေကိုပြောပြီးအခုလိုမျိုးဆိုရရန်နေရာရပ်တန့်တာမျိုးကနေအကောင့်တွေလည်းဖြစ်လာနိုင်ပါတယ်လို့ထပ်လောင်းပြောဆိုပါရယ်။ မရိကန်တန်ရုံအများပြားကအရေးပေါ်ဘေးရန်ကင်းရင်နဲ့လုံခြုံရေးသတင်းအချက်အလက်တွေကိုပဲအသက်တင်ကြေညာတော့မှာဖြစ်ကြောင်း X အကောင့်တွေကနေထုတ်ပြန်ကြေညာနေကြပါတယ်။ NASA ကလည်းအစိုးရရန်ပုံငွေချို့တက်လို့ပိတ်ထားပြီလို့ဆိုပါတယ်။အောင်လွတ်တော်မှာအတီးပြုတဲ့ရေတိုရမုံငွေ၃ဆွဲခွင်ကိုအထက်လွတ်တော်မှာအတီးမပြုတ်နိုင်တာကြောင့်အစိုးရလုပ်ငန်းဆောင်တာတွေဟာဒေတာစံတော်ချိန်ပုတ်တဟုနဲ့မနက်၁၂နာရီ၁၀မိနစ်ကစပြီးတော့စတင်ရပ်တန့်ပြီးဖြစ်ပါတယ်။ Trump နဲ့ Republican တွေဟာ American ပြည်သူတွေရဲ့ကျန်းမာရေးကိုအကာအကွယ်မပေးချင်တာကြောင့်အခုလိုမျိုးအစိုးရရန်နေရကိုရပ်တန့်ပြစ်တာဖြစ်တယ်လို့ Democratic ခေါင်းဆောင်တွေဖြစ်တဲ့ Chuck Schumer နဲ့ Hagen Jeffrey တို့ကထုတ်ပြန်ကြမှာဆိုပါတယ်အခုလိုမျိုးအစိုးရရန်နေရရပ်လို့ပိတ်ထားရတဲ့ဌာနဆိုင်ရာတွေမှာစာပို့ဆောင်ရေးဝန်ဆောင်မှုစစ်တပ်နဲ့လူမှုလုံခြုံရေးနဲ့အစားအသောက်အကူအညီလိုမျိုးလူမှုဖူလုံရေးစီမံကိန်းတွေကတော့မပါဝင်ပါဘူးရှင် ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလေနှုန်းရွှေဈေး73စီစဉ်နဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းတောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလေလေနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4030ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1628.85ကျပ်ပြင်ပပေါင်စေ3124ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2468.5ကျပ်ပြင်ပပေါင်စေ4840ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64.64ကျပ်ပြင်ပပေါင်စေ124.2ကျပ်မလေးရှားတဝင်းကိကို စစ်ကောင်စီတပ်မတ်စိ498.89ချက်ပြင်ပပေါင်စိ958ချက်ပေါင်စိရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တယ်တင်းတပ်မတ်စိ59.9ချက်ပြင်ပပေါင်စိ80.9ချက် 15ဘဲတစ်ချက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စီ56တင်း15625ချက်ပြင်ပပေါစီ85တင်း9000ချက်ပေါစီရှိပါတယ်ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တလီတာကို2580ချက်ပရီမီယံဒီဇယ်တလီတာကို3185ချက်အောက်တိတ်92တလီတာကို 2920ချက် outdate 95တလီတာကို2980ချက်ပေါက်ဈေးရှိပါတယ်ဟောပြပါ73ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်ဈေးနှုန်းတွေကတော့စားအောင်ဈေးတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6630ချက်ပြင်ပပေါက်ဈေး1500ချက်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒမီစီမာပရိုင်တာမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒမီစီမာပရိုင်တာသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ